အားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်သန်နဘတ်တဲ့နာဆောင်ရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ Stable Coin နဲ့လက်ခံမှု Uber ပြင်ဆင်နေတဲ့သတင်းနဲ့အတူမြေကိုရီဒီလိုမနေနိုင်ကြတော့တဲ့သတင်းကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါရခင်ဗျာ။ ထမဘုံအနေနဲ့ stable coin နဲ့လက်ခံမှုဥပစံစားနေတဲ့တဲ့င်းကိုတက်ဆက်ပေးချင်ပါတယ်။ပိုးဆောင်ဆက်သွယ်ရေးနဲ့ delivery ဘိုင်းတွေနဲ့လူသိများတဲ့ဥပကတော့ stable coin တွေကိုအသုံးချဖို့နည်းလမ်းတွေရှာဖွေနေကြောင်း CEO Dara Khosrowshahi ကထုတ်ပြောလာပါတယ်။နေဘက်သူပြိုင်ဘက်တွေဖြစ်တဲ့ Grab နဲ့ Shinlite ရဲ့နောက်ောက်ကျကြံခဲ့ရတဲ့ company တစ်ခုအဖြစ်သတ်မှတ်ခံရလေးရှိတဲ့ဥပကဈေးကွက်ထဲမှာနေရာတစ်ခုပြန်ယူနိုင်မှုနည်းလမ်းအသစ်တွေကိုရှာဖွေလာနေတာဖြစ်ပြီးမကြသေးခင်ကပဲ Rouse Share ကိုမိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။ မြန်မာမှာဆိုရင်တော့ကားမတ်တိုင်မှာကားဆောင်နေတဲ့ကားကမလာနိုင်ကြာလွန်းတဲ့အခါမတ်တိုင်မှာအတူတူဆောင်နေတဲ့သူတွေတဲကနေသွားမဲ့လမ်းကြောင်းသူသူတွေတစီစုငါပြီးတော့ဆူရှင်ကြတယ်လို့ဖြစ်ပါတယ်။ Browser ကလည်းကိုသွားမဲ့လမ်းကြောင်းမှာရှိနေတဲ့သူတွေကိုရှာပေးမှဖြစ်ပြီးတော့လမ်းချင်းတူရင်လူချင်းနှီးအောင်လှုပ်ပေးမှဖြစ်တဲ့အပြင်ဇေယိလည်းတစ်ဝက်လောက်တက်တာစီမှာဖြစ်ပါတယ်။အထူးသဖြင့်တစီကဈေးကြီးပြီးတော့တနေရာနဲ့တနေရာလဲအကြကြီးသွားရတဲ့နေရာတွေမှာဆိုရင် Overshare ကအတော်လေးအသုံးဝင်မှာဖြစ်ပါတယ်။ ဥပရှင်းမိတ်ဆက်ပေးပြီးမကြာခင်မှာပဲ stable coin payment တွေကိုဥပ CEO ဘက်ကနေထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။ပြည်နိုင်ခြေရှိတဲ့ငွေပေးချေမှုနည်းလမ်းတစ်ခုအဖြစ်လည်းအတည်ပြုခဲ့ပါတယ်။ stable coin တွေကနိုင်ငံတကာ company တွေအတွက်နိုင်ငံတကာငွေအလွှဲပြောင်းတွေမှာစည်းစကားတတစွာနဲ့ငွေလွှဲလို့ရနိုင်တဲ့အကျိုးကျေးဇူးရှိပြီးတော့ဥပအနေနဲ့လည်း Bitcoin ထက် stable coin တွေကိုပို့ပြီးတော့စိတ်ဝင်စားနေကြောင်းဆိုထားပါတယ်။ဒါပေမဲ့ဥပက2021ခုနှစ်မှာတုန်းကလည်း crypto တွေကိုငွေပေးချေမှုတွေလက်ခံမဲ့အကြောင်းထုတ်ပြောခဲ့ဘူးပေမဲ့ အချင်းစနစ်တွေမှာကုန်ကြစည်များတာကြောင့်လည်းပဝင်းချင်းဆိုင်ရာစိုးရိမ်မှုတွေကြောင့်လက်မခံဖြစ်ခဲ့ပါဘူးအခု Trump လက်ထက်မှာတော့ stable coin ဥပဒေထွက်လာတော့မှနဲ့အတူ Obama လည်း stable coin ငွေပေးချေမှုတွေကိုတွေ့လာရနိုင်ဖို့ရှိနေပါတယ်ခင်ဗျာဆက်လက်ပြီးတော့ ညူကိုရီဒီလိုမနေနိုင်ကြတော့တဲ့သတင်းကိုတက်ဆက်ပေးကြပါမယ်။အမေရိကရဲ့သမ္မတအစ်စ်ကဘသူလဲလို့တောင်းမေးခွန်းထုတ်ခဲ့ရတဲ့ Elon Musk နဲ့ Trump တို့ရဲ့ relationship ကြီးကတော့မင်းညတကောင်းရဲ့အချိန်မှာအဆုံးသတ်သွားခဲ့ပါပြီ။ Trump ဘက်ကနေမောင် Elon ကိုအင်မတန်မှစိတ်ပျက်မိပါတယ်ဆိုပြီးတော့စပြောရာကနေပြဿနာတွေစဖြစ်တယ်လို့ယူဆရပါတယ်။ Elon နဲ့ဆက်ဆံရေးကလည်းဆက်ကောင်းနိုင်မကောင်းနိုင်မသိကြောင် Trump ဘက်ကထုတ်ပြောခဲ့ပါတယ်။ ဒါအပြင် US အစိုးရဘတ်ဂျက်ထဲကနေအသုံးစရိတ်ဒေါ်လာဘီလီယံနဲ့ချီရှော့ချဖို့ဆိုရင်အီလွန်ရဲ့လုပ်ငန်းတွေကိုချုပ်ဆိုထားတဲ့စာချုပ်တွေကိုဖျက်သိမ်းလိုက်အောင်ပဲဖြစ်ကြောင်း Trump က True Social ကနေပြောခဲ့ပါသေးတယ်။အီလွန်ဘက်ကလည်းသူပိုင်နဲ့ X ကနေတဆင့် Trump ရဲ့စီးကျက်ခွန်တွေကြောင့် US က2025လက်ကျန်နှစ်ဝက်မှာတည်စီးပွားပြက်ကက်ဆိုင်မှာဖြစ်ကြောင်းတင်ခဲ့သလိုအသက်မပြေသေးတဲ့မိန်းကလေးတွေကိုလိမ်ပိုင်းဆိုင်ရာစော်ကားမှု လူကုန်ကူးမှုတွေပါဝင်ခဲ့တဲ့ Epstein ရဲ့အမှုတွဲမှာလည်း Donald Trump ပါဝင်နေကြောင်းထုတ်ပြောခဲ့ပါတယ်။ဒါအပြင် US ရဲ့နိုင်ငံရေးပါတီအသစ်တစ်ခုထွက်လာသင့်ပြီလားဆိုတဲ့ပူးတစ်ခုကိုလည်း Elon Musk ကတင်ထားခဲ့ပြီးတော့အခုအချိန်မှဆိုရင်ထွက်လာသင့်တယ်ဆိုတဲ့ဘက်က80ရာခိုင်နှုန်းအထိမဲရထားပါတယ်။ဒါကြောင့် Elon Musk အနေနဲ့ Trump နဲ့လမ်းခွဲပြီးတော့ကိုပိုင်နိုင်ငံရေးပါတီထောင်တော့မလားဆိုတာကစိတ်ဝင်စားစရာဖြစ်ပါတယ်။နိုင်ငံရေးပါတီထက်ပိုပြီးတော့စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ ရစ်ပတိုဈေးကွက်ကြီးဖြစ်ပါတယ်။ Trump နဲ့ Elon တို့ Clay Ray လို့ရန်စဖြစ်တဲ့အချိန်ကစလို့ Bitcoin ဈေးကလည်းဒေါ်လာ3500လောက်အထိကိုထိုးစင်းသွားခဲ့ပြီး long position ပေါင်းဒေါ်လာမီလီယံရာနဲ့ချီပြီးတော့ liquidity ဖြစ်သွားခဲ့ပါတယ်။ Bitcoin ရဲ့နောက်မှာလည်းအားကွိုင်းတွေအကုန်လုံးဈေးလိုက်ကျနေခဲ့ပြီးတော့ top 10 coin တွေထဲမှာ Elon Musk ရဲ့အချစ်တော် Doge ကတော့ဈေးအကြဆုံးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ Trump ရဲ့ TRUMP ကလည်း24နာရီအတွင်းမှာ10ရာခိုင်နှုန်းကျော်အထိထိုးစင်းသွားခဲ့တာကြောင့် ဒိုးစတက်ပို့ပြီးတော့အကြချမ်းပြခဲ့ပါဗျ။အခုအချိန်မှာတော့ရန်ပွဲငြိမ်သွားတာနဲ့အတူဇေရိတ်လည်းပြန်တက်လာပြီဖြစ်ပေမဲ့တအုံနှွေးနှွေးဖြစ်နေတဲ့ရန်ပွဲကအချိန်မရွေးပြန်ဆလာနိုင်တာကြောင့် futures position တွေကိုပို့ပြီးတော့သတိထားဝင်သင့်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုအရရှိထားတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။မိတ်ဆွေတို့မှာ cryptocurrency ဝယ်အောင်လို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trading လုပ်တိုင်းမှာ fee discount ပြန်ရမယ်။အခုကုတ်ကိုအသုံးပြုပြီးတော့ account ဖွင့်နေပါတယ်။ နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade တိုင်းမြတ်ကြပါစေခင်ဗျာ